နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖပြပြီးမယ့်ဆောင်းပါးလေးကတော့ဆောင်းပါးရှင်မင်းကောင်းရှိရေးသားတဲ့ဆူလာပဒုမဆက်ထဲကပေါင်တိုလိုဖြစ်ရအောင်မဲ့ချက်ပြေးနေပြီးတော့ဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ရှင်950ဇက်ဒေါ်လာဒူကနီပတ်ဆူလာပဒုမဇက်တော်ထဲမှာပါတဲ့တခုဟာမင်းပြစ်မင်းတန်သိတဲ့အခါရှေလက်နားနှာခေါင်းတို့အဖြတ်ခံရပြီးလှငယ်ပေါ်တင်လို့မြစ်တွင်အမြော့ခံခဲ့ရပါတယ် တောက်ဦးစပိုင်းပရိသတ်တိခင်မှာတော့တိုင်းပြည်ဗန္နာဘရေဗန္နာကို ခိုးယူတဲ့ခိုးသားတများတွေကိုကိုလက်အင်ကဖျက်တောက်အပြစ်ပေးလေးရှိကြပါတယ်။ဒီနေ့ခေတ်မြန်မာနိုင်ငံမှာတိုင်းပြည်ဗန္နာပြည်သူဗန္နာနဲ့နိုင်ငံတော်အာဏာကိုခိုးဆိုးလို့ရထားကြတဲ့စစ်အခွင့်ဒုကန်မကောင်းဆိုးဝါးတက်တိုက်နဲ့တာပေါင်းညာစာစစ်ကပ်ပါခရိုနီတွေကိုတော့ဘလိုမျိုးအပြစ်ဒဏ်ပေးကြမယ်ဆိုတာတိုင်းပြည်သူအများစုရဲ့ဆန္ဒနဲ့နိုင်ငံရေးအသိရေးချင်းကအစုံအဖြည့်ပြုတ်သွားမှာဖြစ်ပါတယ်။ ဒီဆောင်မမှာအဓိကပြောပြချင်တာကခိုးသားတမျစစ်တတော်ဝဆိုးတွေနေတဲ့ကြပြေးနေပြည်တော်ကိုပြစ်မှတ်ထားပြီး21ရာစုမြမနှွေဦးတော်လည်ရဲ့အရာစုတွေကတက်ညီလက်ညီနဲ့အရရှိမျက်နာကနေဦးတီဝိုင်ပတ်ရှီတဲတိုက်ခိုက်လာကြတာဟာအခုဆိုရင်မြမနိုင်ငံဦးကောင်းပိုင်းဘေဘက်ရှန်ညာဘက်ရှန်ရှီတဲလက်တက်ဖြတ်တောက်လာနေတယ်လို့နိုင်ငံအောက်ပိုင်းကိုပါဖြတ်တောက်သိမ်းယူတော့မှာမို့ ခန္ဓာကိုယ်အလယ်ပိုင်းအသားတုံးကြီးတာကြံရစ်တဲ့ဆူလာပတုမဇတ်ထဲကပေါင်တို့လိုဒုံတိကြီးတာကြံမဲ့အကြောင်းပြောပြချင်တာဖြစ်ပါတယ်။တော်လရင်အင်အားစုတွေရဲ့စစ်ဦးတီရဟာလမ်းများအလုံးနေပြီးတော့တိုးဆိုသလိုတဖြည်းဖြည်းနဲ့ဆက်ဝိုင်းကိုကျင်းတဲ့ကျင်းလာနေပါပြီ။ရခိုင်ပြည်နယ်တွေကမြို့နယ်အလုံးနီးပါးကိုတိမ့်ပိုက်ထားနိုင်တဲ့အာရခတ်တပ်တော်အေအေဟာနာပါခစစ်ဌာနချုပ်ရှိရအမျိုးကို2024ဒီဇင်ဘာ20ရက်နေ့လယ်2နာရီဝန်းကျင်မှာ အပိဓာတ်သိမ့်ပိုက်ပြီးတဲ့နောက်ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးမြို့ကွာမြို့ကိုပါစစ်တိုက်သိမ်းယူနိုင်ခဲ့တာမို့2025နှစ်စံပိုင်းမှာရခိုင်ရုံးမပေါ်ကနေဆင်းလာပြီးအေယာဝတီမြို့အနောက်ဘက်ရှမ်းကမကွေတိုင်း၊ပဲခူးတိုင်း၊အေယာဝတီတိုင်းတိုင်းသုံးတိုင်းပတ်ရှိရာမြေပြတ်ဘက်ကိုမဟာမိတ်အင်အားစုတွေနဲ့အတူထိုးစစ်လမ်းကြောင်းသုံးကြောင်းနဲ့ဆင်းလာခဲ့ကြပါတယ်။ ပြမထိုးစစ်လမ်းကြောင်းကတော့ကွာငတိုင်းကျောင်းလမ်းပေါ်ကနေစစ်ကောင်စီရဲ့ဌာနဆိုင်ရာအဖွဲ့စော်စစ်ဆေးရေးဂိတ်တွေရှိတဲ့ဘေးရာစခန်းကိုဇန်နဝါရီလ9ရက်နေ့မှာအေအေကတင်ပိုက်ခဲ့ပါတယ်။2025ဇန်နဝါရီလကုန်အပိုင်းထိအေယာဝတီတိုင်းငတိုင်းကျောင်းမြို့နယ်တွေကစစ်ကောင်စီရဲ့အရေးပါတဲ့ဘေးရာဂိတ်တောင်ရှောင်းနဲ့ဘော်ဒီစစ်ဆေးရေးဂိတ်စခန်းတွေအပြင်ပသိမ်မြို့နယ်ကမကြီးစင်ရွာရဲကင်းစခန်းနဲ့စစ်ကောင်စီတပ်ကင်းစခန်းတွေကို အာရခတ်တတော်အေအေနဲ့ပူပေါင်းအင်အားစုတွေကတည်ယူခဲ့ကြပါတယ်။အခုဆိုဖေဖော်ဝါရီလဆန်းမစတင်လို့အေအေဟာမကြီးစင်တာပေါင်းလိုက်အတိုင်းထိုးစစ်ဆင်လာပြီးငတိုင်းကြောင်မျိုးနယ်နဲ့တာပေါင်းမျိုးနယ်ကြားရောက်ရှိနေပါပြီ။ရခိုင်ရိုးမကနေအေယော်ရီတိုင်းစီကိုအဓိကဝင်ပေါက်ဖြစ်တဲ့မဟာဗျူဟာကြတဲ့ကွာငတိုင်းကြောင်လန်းကိုထိန်းချုပ်နိုင်ဖို့တာပေါင်းမျိုးနယ်အရှေ့ဆိုင်ခမာယ300ရှစ်နဲ့ကျုံပြော်ခရိုင်ရေကြီးမျိုးအနည်းရှိတဲ့ အမှတ်344အမြောက်တရင်ကိုလည်းအာရခတက်တော် AA ကထိုးစစ်စင်နေရမှာကကင်းစခန်းတွေကိုတင်ပိုက်ထားနိုင်ခဲ့ပါတယ်။ဒုတိယထိုးစစ်လမ်းကြောင်းကတော့နောက်ထပ်မဟာဗျူဟာကျတဲ့လမ်းကြောင်းဖြစ်တဲ့အန်တောင်ကျန်းလမ်းကဖြတ်ပြီးမြမပီမာကြီးဘက်ကိုအမ်ပတန်လမ်းကနေအာရခတက်တော်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်လာခဲ့ပြန်တာမို့ ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ပဲခူးတိုင်းပတောင်မြို့နယ်မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့စစ်စခန်းတွေကိုဇန်နဝါရီ28ရက်နေ့မှာတည်ယူနိုင်ခဲ့ပါတယ်။တကယ်တော့အမ်ဘတန်လတ်ဟာရခိုင်ပြည်နယ်အမ်းမြို့မှာတည်ရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့စစ်တမားတပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိရာမကွေးတိုင်းမင်းဘူးခရိုင်ငဖဲမြို့နယ်တဲကဗဒန်တို့ကရခိုင်ရိုးမကိုဖျက်ဆီးဖောက်လို့ရှိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ အခုလမက်လဒုရီယာပတ်ထဲမှာအမ်ဘတန်လန်ပေါ်ကနက်ရိတ်ကန်လေးချောင်းရန်ကကွယ်ရေးဖြူဝါစကန်အတွက်အဓိကအရေးပါတဲ့အနီးအနားကတောင်ကုန်းတွေနဲ့နက်ရိတ်ကန်ဖြူဝါစကန်အောက်ဘက်ကလင်းတဲ့ကျွော်တောင်ကုန်းတရှိုးကိုအာရကားတက်တော်အေအေကတိမ့်ပိုက်နိုင်ခဲ့ပြီလို့သိရပါတယ်။ဗရန်ကြပြီဆိုတာနဲ့ရခိုင်ရိုးမတောင်ရှိမှရှိတဲ့အမတ်ဆက်လေးကကွယ်ရေးပစ္စည်းဆက်ရောအမတ်905အမြောက်စစ်စစ်ရေးကုကဲမှုထားတာကြောင့်နဲ့ အမြောက်တပ်ရင်းတွေကိုပါစီရေးအရရှိန်းရှောက်နိုင်ရုံသာမကမင်းမှုမျိုးနယ်မှာရှိတဲ့အေယာဝဒင်းမြေအနောက်ရှတရှမ်းလုံးကတော်လာရေးတပ်ဖွဲ့တွေနဲ့အရှိတ်အဆက်မိသွားမှာဖြစ်ပါတယ်။တတိယထိုးစစ်လမ်းကြောင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းကနေကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစာကိုနဲ့အရေးကြိုဆက်ရုံကပ္ပစာလျှောက်တို့ရှိရာပဲခူးတိုင်းအနောက်ရှမ်းပဒေါင်းမြို့နယ်ကိုဆက်သွဲထားတဲ့တောင်ကုန်းပဒေါင်းလမ်းကြောင်းဖြစ်ပါတယ်။ မတ်လ23ရက်နေ့သတင်းတွေအရအာရခတက်တော် AA ရဲ့ထိုးစစ်ဟာရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်ရှားဂိတ်ဖြစ်တဲ့ပဲခူးတိုင်းအနောက်ရှမ်းပထောင်မြို့နယ်ကစစ်ရှုံးတမျှတက်ဆွဲပြီးအခိုင်အမာခံဆစ်ပင်ထားတဲ့ညောင်ကျိုးစခန်းကိုကျော်လာပြီးညောင်ကျိုးနဲ့ညောင်ရှစ်တောက်ကြားကိုရောက်ရှိနေပြီဖြစ်ပါတယ်။အဲဒီလိုရခိုင်ရိုးမပေါ်ကနေအာရခတက်တော်ကထိုးစစ်၃ချောင်းနဲ့ကြက်ပြေးနေပြီးတော့ကိုဥတီစစ်ရှိလာတယ်လို့အလဲပဲခူးရိုးမအပေါ် တရှိန်ထဲမှာပဲအေယာဝရီမြစ်အရှိချမ်းတခြားအညာသားတွေနဲ့မြေလက်သားတွေရဲ့နှွေဦးတော်လည်ရဲ့အင်အားစုတွေကလည်းတစတစအကောက်လာပြီးစစ်တပ်များတပ်ကိုပျောက်ကြားနည်းနဲ့တိုက်ခိုက်ဒုက္ခပေးရင်အာရခတပ်တော်နဲ့ပူးပေါင်းပြီးချက်ပြင်းနေပြီးတော့ကိုစစ်ဦးလှည့်ထားပြီးဖြစ်ပါတယ်စစ်တပ်များသားရဲတွင်ချက်ပြင်းနေပြီးတော့စီဥတီနေကြတဲ့နောက်ထပ်ထိုးစစ်လမ်းကြောင်းတွေကတော့အရှိယိုမနဲ့စစ်တောင်းမြစ်အရှိချမ်းတခြားက KNA ၊ကယန်းတပ်မတော် KNDF ရွာငန်းအင်းလေးစားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေပအိုင်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ပအိုင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO PNNE တို့ကလည်းကြက်ပြင်းနေပြီးတော့စီရှိတဲ့သိမ့်ပိုက်နိုင်ဖို့ပြင်ဆင်ထားကြပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းကတော့အလုံးတီကြတဲ့အတိုင်းတိုက်ပွဲပြင်းထန်နေတဲ့ဗမော်နယ်အပါအဝင်ဖားကတ်မိုးကောင်မိုးညင်းဝင်းတိုဟူကောင်းလွင်ပြင် မြင့်ကြီးနာပူတာအိုကပ်ပိုက်တီးစားတဲ့ကရှင်ပြည်နယ်ဒေသအများစုကိုစုံမိုးထားတဲ့ကရှင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေတအံမျိုးသားလွတ်မြောက်ရေးတပ်မတော် TNA နဲ့မန္တလေး PDF တွေမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုကန့်တပ်တွေမန္တလေးတိုင်းအတွင်းကမိုးကုတ်တပိတ်ချင်းစင်ကိုပသိမ်ကြီးတဒါအူမြင်းချံတောင်သာပခုတ်ကို ပကံညာအူကြောက်ပတာ နထိုးကြီး PDF တပ်ဖွဲ့တွေစကိုင်းတိုင်းအတွင်းကရင်းမာပင်မုံရွာရွှေဘူတန့်စဲရေဦးပင်လေဘူးကန့်ပလူရှောင်းဦးထီကြကော်လင်အင်းတော်စားတဲ့မြို့နယ်ပေါင်းစုံက PDF တွေနဲ့ဒေတာအလိုက်ပကဖအဖွဲ့တွေကလည်းချက်ပြင်းနေပြီးတော့စစ်ရှိရာမှာပါဝင်လာကြမှာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့အနောက်ပိုင်းမှာဆိုရင်လေရှင်မျိုးသားတက်ဦး CNA CNF နဲ့ရှင်းပြည်နယ်တောင်ပိုင်းကိုတင်ပိုက်ခဲ့ကြတဲ့ရှင်းညင်အောင်စီပြီးလက်အောက်ခံရှင်မျိုးသားကောင်စီမင်းတက်ရှင်မျိုးသားအဖွဲ့ချုပ် CNO Zomi Federal အစည်းအရုံး ZFU ရှင်းကာကွယ်ရေးတပ်တော်ကမ်ပလတ်ရှင်းလက်ကာကွယ်ရေးတပ်မတူပြီးတပ်ပဟာတင်းနဲ့မရနေမြေအုပ်ချုပ်ရေးကောင်စီ MTC တို့ဟာမကွေးတိုင်းဘက်ကမြေပြတ်တော်လှန်ရေးအင်အားစုတွေနဲ့ရှိတ်ဆက်ထိုးစစ်ဆင်လာဖို့ပြင်ဆင်နေကြပါတယ် မကွေးတိုင်းအတွင်ဂံကောစောထီးလင်းမြို့နယ်တွေမှာဂံကောခရိုင်တရင်တွေပခုတ်ကူရေဆက်ကြိုးညာစိတ်ဖြူပေါ့မြို့နယ်မှာပခုတ်ကူခရိုင်တရင်တွေရေနံကျောင်းနဲ့ဆက်ဆက်ဒေသတွေမှာမကွေးခရိုင်တရင်တွေမင်းဘူးစကုဆက်လေငဖဲစေတုတ်တရာ ပွင့်ပြူမျိုးနယ်မှာမင်းဘူးခရိုင်တရင်တွေအောင်လန်းနမောက်မင်းတုံးမျိုးနယ်မှာတရက်ခရိုင်တရင်တွေစားတဲ့ PDF တရင်52ခုဖွဲ့စည်းထားခဲ့ကြပြီးဒေသခံပြည်သူကာကွယ်ရေးတပါကဖာတပ်ဖွဲ့တွေကလည်းစစ်အာဏာရှင်တပ်ကိုရှေ့မုံဖို့ဆန္ဒပြင်းပြစွာအရှိန်ကိုက်ဆောက်ဆိုင်နေကြပါတယ်။ရောတက်တော်ပြည်သူတော်လှန်ရေးတပ်ပေါင်းစု PRA မကွေရှင်းဒေသကာကွယ်ရေးတပ်မတော် CDF အဖြိုး ကျောင်းသားလက်ယုံတက်တော် SAF နဲ့ရွှမ်းမြောက်မှာလှုပ်ရှားခဲ့ကြပြီးရောနယ်တွေကိုရွှေ့လာတဲ့ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BBN တပ်ဖွဲ့ပြည်သူလွတ်လပ်ရေးအဖွဲ့ပြည်သူလွတ်လပ်ရေးတပ်တော် PNO PIA တွေလည်းအစဉ်သိရှိနေကြပါတယ်မြန်မာနိုင်ငံတောင်ပိုင်းမှာဆိုရင်တနင်္သာရီတိုင်းအတွင်းမှာ NUG ကကွယ်ရေးဝန်ကြီးဌာနတနင်္သာရီတိုင်းစစ်တေသတနင်္သာရီဘူဟာ35ဒဝယ်ပြည်သူ့ကကွယ်ရေးတပ်တော် TPNF ရေဘလူအဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင် တဝဲခရပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF ရေပြူပကဖားနဲ့တာကရစစ်ကြော KNU တပ်မဟာလေးလက်အောက်ခံတပ်ရင်းများ KNDO နဲ့ကော်သူးလေတပ် KTN လက်အောက်ခံတပ်တွေကလည်းစုပေါင်းထိုးစစ်ဆင်နေကြပါတယ်။ မြန်မာနိုင်ငံအရှိတောင်ပိုင်းမှာဆို KNU ကရင်အမျိုးသားအစည်းအရုံးရက်တက် KNNP ရဲ့ပူးပေါင်းတက်တွေဖက်အန်ဖာပွန်ကော့ဂရိတ်ကြာရင်စိတ်ကြီးကြိုက်တုံတန်တောင်တထုံဒူးပလျာခရိုင်ညောင်လေးပင်တောင်ငူလှိုင်းပွဲဒေသတွေမှာအောက်ပါကရင်အမျိုးသားအစည်းအရုံးလက်အောက်တက်တွေဟာစစ်အာဏာရှင်တက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေကြပါတယ်မြန်မာနိုင်ငံအရှိတောင်ပိုင်းထဲမှာပဲမွန်တော်လန်ရေးတပ်တွေဖြစ်တဲ့မွန်ပြည်လူမျိုးရေးတပ်တော် MNA မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNAAD မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့မွန်ပြည်ဒေါ်လာရေးတပ် MSRF တွေကလည်းစစ်အာဏာရှင်စနစ်တိုက်ဖျက်နိုင်ဖို့စီရေးပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ဒီဆောင်ပါကိုညီကုံရှောက်ရရင်စူလာပထုမဇတ်တော်ထဲမှာပါတဲ့မင်းတန်တဲလို့ရှေလက်တွေအဖျက်ခံရတဲ့တကိုးပေါင်တို့ဒုံးတိကြီးလို့နိုင်ငံတော်အာဏာသုံးရက်ကိုလူရက်ဓမြတိုက်ခဲတဲ့ပြည်သူတန်တဲ့ စစ်တခိုးတမျှတက်ခိုးအောင်ရာကြက်ပြင်းနေပြီးတော့ဟာနှွေဦးတော်လည်ရင်အင်အားစုတွေရဲ့အယက်ရှင်းမျက်နှာကဝိုင်းရံထိုးနှက်ခြင်းခံရပြီးနိုင်ငံရဲ့ခန္ဓာကိုယ်အစိအပိုင်းတွေအပိုင်းပိုင်းဖြတ်တောက်ခြင်းခံရမှာမို့ကြက်ပြေးပေါင်တိုနေပြီးတော့အဆိုးရလို့မကြခင်အခေါ်ခံရမှာဖြစ်ပါတယ်ဒီအဆိုကိုပိုသေးချစေတဲ့အကြောင်းကတော့ပြီးခဲ့တဲ့မတ်လ၈ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ PDF တမှုတင်တဲ့အပတ်စဉ်တင်မြင့်ဆောင်2024တင်ဒန်းစင်ပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကຫນွေဦးတော်လှန်ရေးမဟာမိတ်အဖွဲ့တွေအားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက်ထောက်တောင်းရှိအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြရလိမ့်မယ်လို့ပြောကြားအသိပေးခဲ့ခြင်းဖြစ်ပါတယ်။ကဏ္ဍပေါင်းစုံမှအရင်းနှိမ့်လာတဲ့မကောင်းဆိုးဝါအခွင့်ထူးကံအုပ်စုရဲ့ စစ်တရဲတွင်နေပြီးတော့ဟာကြက်ပြေးပေါင်တို့ဖြစ်လာဖို့အနည်းနဲ့အမြန်ကတော့ຫນွေဦးတော်လန်ရေးမဟာမိတ်အဖွဲ့တွေရဲ့ဘ ிய ဝါမြောင်ညီညွတ်ပေါင်းစည်းမှုကိုဘလောက်မြန်မြန်လက်တွဲတည်ဆောက်နိုင်မလဲဆိုတာငွေရောင်ပိတ်ကားပေါ်မှာရှူစားကြရမှာဖြစ်ပါတယ်။